မင်္ဂလာပါရှင်အခုတစ်ခေါက်တော့လုံးဝကို ရိုးရာလုပ်ကလေးကိုအပြည့်အဝရစေတဲ့ ပေါ့နော်ဒီအစင်လေးပါသူကကြတော့အနီရေးရေးလေးအခံပေါ်မှာဒီလိုကျွန်းစုချိတ်ခွလေးလေးကိုတပင်နဲ့ခတ်လေးခတ်ထားပေါ့နော်အရန်ကိုအပြင်သေးသေးလေးနဲ့အပွင့်လေးတွေခတ်ထားအရန်လာတယ်တပွင့်ကိုတရားတပွင့်ကိုတရားအဲ့လိုလေးသွားထားပြီးတော့မှသူကငွေကြီးလေးပါပါနော်ဈာမငွေကြီးလေးပါတယ်ငွေကြီးကလေသူကအပွင့်ပေါ်ထားတယ်နော်ဟိုကျိုးပဲထည့်ထားတာမဟုတ်ဘဲနဲ့သူကငွေကြီးကဒီဈာထဲမှာသူကအပွင့်လေးလေးပါတယ်နော်ငုံငွေကြီးရဲ့ဈာထဲမှာအပွင့်လေးပါပါတယ် သူကကျတော့အနီရေရေလေးဟုတ်တယ်ပြီးတော့ premium ပိုးလေးကိုပေါ်ဝါပါပါတယ်အစင်ကတော့လုံးဝအလှစားပါသူကခတ်ထားတာလည်းဒီထိတ်ထိတ်တော့အပြည့်ကိုခတ်ထားတာအဲ့လိုပြည့်စင်လေးပါဇင်းလုံးလေးကကျတော့သူက premium ပိုးပေါ်ဝါလေးပါတယ်လေးကိုက်ခွဲကျော်ပါတယ်အထည်ပါဈေးက3သိန်းခွဲပါနော်ဒီဥစားလေးကအရန်မိုက်တယ်အပြင်မှာအရန်လာတယ်သူကနော်တခါတလေကျရင်တချို့အထည်တွေကပေါ့နော်ဓာတ်ပုံထဲမှာကျရင်တိတ်မလှအောင်အဲ့လိုအပြင်မှာပူလာတယ်အဲ့လိုမျိုး ီအညီလေးပေါ့နော်ဒီလိုအညီရေးလေးပါလုံးဝကိုအလှစားလေးဖြစ်တယ်နော်ဒီဥစ္စာလေးကဒီဇိုင်းရမ်းချွင်လို့ကောင်းတယ်နံပါတ်266ခလေးပါတထည်ပြင်ရောက်ထားပါရှေ့မှာလည်းဒီဒီဇိုင်းရောက်မှုပါနော်အညီလေးရောက်မှုလည်းအယောင်အချားတွေလည်းပြဖို့တင်ပြရောက်ခဲ့မှုပါတယ်အခုတစ်ခေါက်တော့အညီကိုကာလာဆက်ထားတာလေရိုးရပုံစံလေးကိုဆက်ထားတာနော်အဲ့တော့အရန်လှတဲ့ထည်တိတ်ကြစင်ဆက်တဲ့အပေးပါရှင်